အနောက်တောင်မိုးတုံလေးဟာအခုတပတ်အောက်တိုဘာ15ရက်ကနေ20ရက်နေ့တွင်မြန်မာနိုင်ငံတောင်ပိုင်းဒေသကနေဆုတ်ခွာနိုင်တယ်လို့စစ်ကောမရှင်လောက်ရှိမိုးလေဝသနဲ့ဇလဗေဒါညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။အနောက်တောင်မိုးတုံလေးဟာအောက်တိုဘာ17ရက်ကနေ14ရက်အတွင်းမြဝကျုံးမော်ဒေသတွေကဆုတ်ခွာသွားပြီးဖြစ်ပါတယ်။ဒါပေမဲ့ဘင်္ဂလားပင်လယ်အော်မှာတော့ဒေဗီယာနဲ့ယုံဝန်တစ်ချိန်ဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားပါတယ်။ ။နောက်တောင်မိုးတုံလေးဟာကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာအားနှဲငယ်ရှိနိုင်တာကြောင့်ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊အေရဝတီတိုင်း၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာရွာသွန်းမြဲထက်ပိုနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါ့အပြင်မကွေးတိုင်း၊စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့မှာရွာသွန်းမြဲအောက်ရွံ့နေနိုင်ပြီးရေပြည်တော်မန္တလေးတိုင်း၊တနင်္သာရီတိုင်း၊တရင်ပြည်နယ်၊ချင်းပြည်နယ် ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာရွာသုံးမြဲလမိုးထစ်ချုံရွာနိုင်တယ်လို့သတိပေးထားပါတယ်။